ရေစက်ကန်ပိုင်းငုံချလိုက်တိုင်းတငယ်ချင်းတွေအံ့အားတင့်သွားတဲ့ကောင်လေးကိုဒီချောင်းမိချမ်းမယ်တယောက်ဟာ သူ့ကလေးနဲ့အတူငါးဖန်းသမားတွေရဲ့လိုက်လံချေမုန်းမှုကိုခံခဲ့ရပါတယ်ကလေးငယ်ကိုကာကွယ်ဖို့အတွက် သူမဟာကလေးကိုလှေငယ်လေးထဲထည့်ပြီးခွဲခွာရတော့မယ်မရက်တည်နိုင်တဲ့မိချမ်းမယ်ဟာကလေးကိုတစ်ချက်တည်းနန်းရင်အားရပါရဆင်းသက်သွားခဲ့ရပါတယ် ငါဖန်သမားတွေရဲ့အာယုံကိုလွှဲဖို့အတွက်မိချမ်းမေဟာပင်လေပြင်းနဲ့စီကိုကူးခတ်သွားခဲ့ပါတယ်။ခီးတဝက်မှာရုတ်တရက်ရေမျက်နှာပြင်ပေါ်ပေါ်လာတဲ့သူမရဲ့အလှပဟာငါဖန်သမားတွေကိုချက်ချင်းပဲဖန်ဆားသွားခဲ့ပါတယ်။သူတို့ရဲ့လေကိုနှီးအောင်မထိန်နိုင်တော့ပဲအနီးကမိပြတိုက်နဲ့ဝင်ရိုက်မိသွားကြပါတယ်။မိချမ်းမေဟာသူ့ကလေးစီပြန်လာတဲ့အခါမှာတော့လေငယ်လေးထဲမှာကလေးမရှိတော့ပဲ ဇနီးမောင်နှောင်တစုံကယူသွားပြီဖြစ်နေပါတယ်ထိုချိန်မှာပဲသူတို့လေပေါ်ကနေကလေးငယ်ရဲ့ငိုတန်းကိုကြားလိုက်ရပါတယ်ရှာဖွေကြည့်ရဲ့အခါမိချမ်းမယ်ရဲ့ကလေးငယ်ကိုတွေးရှိလိုက်ကြပါတယ်ကိုပိုင်သားသမီးမရနိုင်တဲ့သူတို့အတွက်တော့ဒါဟာကောင်းကင်ဘုံကလက်ဆောင်တစ်ခုပါပဲသူတို့ဟာကလေးငယ်ကိုငွေစားဖို့ဆုံးဖြတ်ပြီးကိုဒီလို့အမိပေးလိုက်ကြပါတယ်သူ့ကလေးကိုခွဲခွာရတဲ့မိချမ်းမယ်ဟာဝမ်းနေကြဲကွဲစွာငိုကြွေးရင်းတနေ့မှာသူ့ကလေးကို ပြန်ယူမယ်လို့စိတ်ထဲမှာတစ္ဆာပြုခဲ့ပါတယ်။မကြခင်မှာပဲဆယ်သုံးနှစ်ကုံဆုံးသွားပါတယ်။ကိုဒီဟာချောမောတဲ့လူပြိုလေးတယောက်ဖြစ်လာပါပြီ။ဒါပေမဲ့သူ့ခန္ဓာကိုယ်ဟာတခြားသူတွေနဲ့မတူညီပါဘူး။ရေတောက်တိုင်း1မိနစ်လုံးငုံချရပါတယ်။ဒါကြောင့် သူ့အနာကတငယ်ချင်းတွေအံ့အားတင်သွားတတ်ကြပါရဲ့ရေစီကိုမမောတဲ့စိတ်တွေဖြစ်ပေါ်လာပြီးရေရဲစင်တိုင်းလွတ်လပ်မှုကိုခံစားရကအံ့ဖွယ်အမြင်နှုံးနဲ့ကူးခတ်နိုင်ပါရဲ့ဒါအပြင်လျှင်စစ်တဲ့တွေဟာသူ့လက်ချောင်းတွေကနေမကြာခဏပောက်ပွဲတတ်ပါရဲ့ဒါပေမဲ့ကိုဒီကဒါကိုသူ့စိတ်ကူးယဉ်မှုလိုပဲထင်နေပါရဲ့သူရဲ့73နှစ်ပြည့်မွေးနေ့မှာတော့သူ့တငယ်ချင်း Jess ဟာ ကိုဒီရဲ့လက်မှာအခြေခွန်တွေထွက်နေတာကိုသတိထားမိသွားပါတယ်။ကိုဒီကိုယ်တိုင်လည်းသတိထားမိလာပါတယ်။ရေနဲ့ထိတိုင်းအခြေခွန်တွေ ထွက်လာပြီးရေချောက်သွားရင်ပျောက်သွားတတ်တာကို Jess ကဒါဟာဗီဇာစမ်းပြန်မှု atavism တမျိုးလို့ယူဆပြီးကိုဒီကို သူ့အိမ်ကိုလေးလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Jess ရဲ့အိမ်ဟာမိချင်းရုပ်တုတွေနဲ့ပြည့်နှက်နေပါတယ်။ကိုဒီမသိသေးတာက ဂျက်စီရဲ့အဖေဟာအရင်ကသူ့မိကို လိုက်ဖမ်းခဲ့တဲ့ငါဖမ်းသမားပဲဖြစ်ပါတယ်။ကိုဒီကို တွေ့တဲ့အခါလူကြီးကသူ့မှာထူးဆန်းတဲ့ရင်းနှီးမှုတစ်ခုခံစားရပါတယ်။ကိုဒီကမိချမ်းအကြောင်းမေးမြန်းတဲ့အခါလူကြီးကသူ့ကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့ဘူးကြောင်းနှစ်ပေါင်းဆက်၃နှစ်ကြာရှာဖွေခဲ့ကြောင်းပြောပြပါတယ်။နောက်ပိုင်းကိုဒီရဲ့၁၈နှစ်ပြည့်မွေးနေ့မှာထူးဆန်းတဲ့အရာတွေဖြစ်ပေါ်လာပါတယ်။သူကြိုက်တဲ့သူကို ထိတိုင်းသူခန္ဓာကိုယ်ကနေလျှက်စစ်တက်ထွက်လာပါတယ်မိန်းကလေးတယောက်ရဲ့သဘင်တွေဟာလျှက်စစ်တက်ကြောင့်မတင်ကြန်ရှိနေပါတယ်ဒါပေမဲ့ကိုဒီကသတိမထားမိပါဘူးသူ့လက်တွေမှာလည်းနေ့စဉ်ပိုအားကောင်းလာတဲ့ထူးဆန်းသောအားပြင်းမှုတွေရှိလာပါတယ်သူကစပိုက်ဒါမန်ကာတွန်းတွေအများကြီးကြီးမိလို့လားလို့တောင်ထင်မိပါတယ်အောက်ထပ်မှာသူ့မိဘတွေဟာရုတ်တရက်သူ့အော်တန်ကို ကြားလိုက်ရပါတယ်အခန်းထဲဝင်ရောက်ကြည့်တဲ့အခါ ကိုဒီဟာဘာကူညီမှမရှိပဲမျက်နှာကျက်မှာခြေချင်းချင်းပြန်ချိတ်ပြီးချိတ်ဆွဲနေတာကိုတွေ့ရပါတယ်။သူ့မိကဈေးကန်းကိုအ мян ခေါ်သွားပေမဲ့ဆရာဝန်ကတော့ဒါဟာစေကျော်တက်အရွယ်ရဲ့ပုံမှန်အဆင့်တစ်ခုပဲလို့ပြောပါတယ်။ကိုဒီရဲ့အခြေခွန်တွေပုံများလာတာနဲ့အမျှဂျက်ဟာတန်တရာဝင်လာပါတယ်။စာအုပ်ထဲကရုပ်ပုံတွေနဲ့နှိုင်းရှင်ကြည့်တဲ့အခါကိုဒီရဲ့အခြေခွန်တွေဟာငါးအခြေခွန်တွေနဲ့ တော်လေးတူနေတာကိုတွေ့ရပါတယ်။သူကကိုဒီကိုငားရီနဲ့စကားပြောကြည့်ဖို့တိုက်တွန်းတဲ့အခါသူတို့အံ့အားတင်သွားစေတာကကိုဒီရဲ့ရိုးရိုးလေးပြောလိုက်တဲ့စကားတခွန်းဟာငားရီကိုတွင်းထဲကနေခုန်ထွက်လာအောင်လှုပ်ဆောင်နိုင်တာပါပဲ။ Jess ကမီးလုံးတစ်လုံးကိုကိုဒီရဲ့လက်ထဲထည့်ပေးတဲ့အခါမီးလုံးဟာမျက်စိစူးစေတဲ့အလင်းရောင်နဲ့လင်းထိန်လာပါတယ်။ဒါပေမဲ့ Jess ကကိုဒီဟာမိချမ်းသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုယုံကြည်ဖို့ဝင်လေးနေသေးပါပဲ။ အိမ်ပြန်ရောက်တဲ့အခါဂျက်စ်ဟာသူ့အဖေရဲ့သူ့ဒေသနာတွေကိုရှာဖွေကြည့်ရှုနေတော့အဖမ်းခံရပါတယ်။သူမေးမြန်းတဲ့အခါသူ့အဖေကလွန်ခဲ့တဲ့နှစ်တွေကမိချမ်းမယ်တယောက်ကိုတွေ့ဘူးကြောင်းဒါပေမဲ့ဘသူမှမယုံကြည်ပဲသူ့ကိုယူသွတ်တယ်လို့ပေါင်ပြောင်ကြတဲ့အတွက်ဘလို့နည်းနဲ့မဆိုမိချမ်းမယ်ကိုဖမ်းယူဖို့ပြည်ပြုခဲ့တာဖြစ်ကြောင်းဝန်ခံပြောပြပါတယ်။နောက်တနေ့မှာဂျက်စ်ဟာကိုဒီကိုမိုက်ခရိုစကုပ်အောက်မှာပြသပြီးသူ့အခြေခွန်တွေဟာ ငါးကြေးကွန်တွေနဲ့တူညီနေတာကိုအတီးပြပြသလိုက်ပါတယ်ကိုဒီဟာတကယ်ပဲမိချမ်းသားတယောက်ဖြစ်နေပါပြီအမှန်တရားကိုလက်မခံနိုင်တဲ့ကိုဒီဟာသူ့မွေးစားမိဘတွေကိုသူ့အတိတ်အကြောင်းမေးမြန်းပါတယ်သူ့ကိုဆုံးရှုံးမှာကိုကြောက်နေတဲ့မိဘတွေကဖုံးကွယ်ဖို့စူးစမ်းကြပါတယ်ဒါပေမဲ့ကိုဒီကသူ့လက်မောင်းကိုရေပိုက်အောင်မှာဆူဆွတ်အောင်လုပ်ပြီးလက်မောင်းတစ်ခုလုံးအကြေးကွန်တွေနဲ့ဖုံးနှွမ်းသွားတာကိုပြတ်သားလိုက်တဲ့အခါမှာတော့တက်တည်နဲ့ မြင်တွေ့ရတဲ့မိဘတွေကဝန်ခံလာကြရပါတယ်။သူတို့လေလောထွက်တဲ့အချိန်မှာလေပေါ်မှာရုတ်တရက်ကလေးတယောက်ကိုတွေ့ရှိခဲ့ရတာဖြစ်ကြောင်းဝန်ခံပြောကြားလိုက်ကြပါတယ်။ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့အိုဒီဟာသူ့ကိုပထမဆုံးတွေ့ရှိခဲ့တဲ့ပင်လယ်စီကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဖမ်းဆီးခံလိုက်ရပါတယ်။နိုးလာတဲ့အခါသူဟာလေပေါ်မှာရောက်နေပါတယ်။လှည့်ကြည့်တဲ့အခါငါးဖမ်းသမားတွေဟာမိချမ်းမယ်ကိုလိုက်နေတာကိုတွေ့ရပါတယ်။သူဟာကိုဒီကိုပိုက်ကုံအဖြစ်အသုံးပြုပြီးမိချမ်းမယ်ကိုဖမ်းဖို့စူးစမ်းနေတာပါ။ ထိုချိန်မှာပဲဂျက်စ်လည်းရောက်ရှိလာပြီးကိုဒီကိုဖုံးအုပ်ထားတဲ့ပိတ်ဆက်ကိုဆွဲဖယ်လိုက်တဲ့အခါကိုဒီရဲ့ခြေထောက်တွေလုံးဝကြီးအတောင်ပံအဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ရေမရှိရင်သူဟာရေတက်ခန်းချောက်ပြီးသေဆုံးသွားနိုင်ပါတယ်။ဒါပေမဲ့ငါးဖမ်းသမားတွေကပိုက်ကွန်ကြီးတစ်ခုကိုချပြီးမိချမ်းမယ်ကိုထောင်ဖမ်းဖို့အသင့်ပြင်ထားကြပါတယ်။ ဒါဟာထောင်ချောက်တစ်ခုဆိုတာသိတော့လေတားကိုကဲတင်ဖို့အတွက်မိချမ်းမယ်ဟာသူတို့စီကိုကူးခတ်လာခဲ့ပါတယ်ရေမျက်နှာပြင်ပေါ်ရောက်လာတာနဲ့ပိုက်ကွန်ဟာသူမအပေါ်ကိုကြာဆင်းလာပါတယ်မိချမ်းမယ်ဟာပြင်းထန်စွာခုခံတွန်းလှန်ခဲ့ပေမဲ့အချင်းဤပါပဲဒါကိုမြင်တဲ့ Jess ဟာဒါတချောင်းကိုကောက်ယူပြီးပင်လယ်ထဲကိုခုန်ချလိုက်ကသူ့ဖေရဲ့ကန့်ကွက်တံတွေကိုဂယုမဆိုင်ပဲပိုက်ကွန်ကိုပြီးဖြက်ပစ်လိုက်ပါတယ်မိချမ်းမယ်ဟာအချင်းဤလွတ်မြောက်သွားပြီးပိုက်ကွန်ကိုပြန်ဆွဲတင်တဲ့အခါဗလာဖြစ်နေပါတယ် ရေထဲမှာသူ့သားကိုမြင်တဲ့ငါးဖန်းသမားဟာရေထဲကိုခုံချတော့လဲမတွေ့ရှိနိုင်တော့ပါဘူး။ကန်ကောင်းထောက်မစွာပဲကိုဒီဟာအချိန်မီရောက်ရှိလာပြီး Jess ကိုကဲတင်ကကန်းစပေါ်ဆွဲတင်လိုက်ပါတယ်။ဒါပေမဲ့ Jess ဟာမိတ်ငွန်နေပြီးအသက်ရှူမရှူမသေချာတော့ပါဘူး။လူတိုင်းရဲ့ကြိုးပမ်းမှုတွေအဆုံးသတ်သွားပေမဲ့သူ့နှလုံးခုန်တန်းပြန်မရှိလာပါဘူး။နောက်ဆုံးစ조사မှုတစ်ခုအနေနဲ့ကိုဒီကသူတို့ကိုနောက်ဆုတ်ခိုင်းပြီးအေးအစစ်တက်လို့ထင်ရတဲ့သူ့လက်တွေကိုဂျက်စ်ရဲ့ရင်ဘတ်ပေါ်မှာတင်လိုက်ပါတယ်နှလုံးခုန်ပြန်ဆဖို့စ조사တယ်လို့မျိုးပေါ့ နောက်ဆုံးမှာတော့ Jess ဟာအသက်ရှူလာပါတော့တယ်။ငါဖန်သမားဟာသူ့သား Jess ဟာသူ့အတွက်တကယ်ကိုအရေးပါတဲ့သူဖြစ်ကြောင်းနားလည်သွားပြီးမိချမ်းမယ်အပေါ်ဘဝတစ်လျှောက်လုံးဆွဲလန်းမှုကိုဆုံးလွတ်လိုက်ပါတော့တယ်။ ရေထဲကမိချမ်းမယ်ဟာကန်းစဘော်ကဖြစ်ရက်တွေကိုကြည့်ရှုနေပါတယ်။ကိုဒီကလည်းသူဟာဒီနေရာမှာမရှိသင့်ဘူးဆိုတာသိတိသွားပါတယ်။သူ့မွေးစားမိဘတွေကိုနှလုံးသားနဲ့နှုတ်ဆက်ပြီးနောက်ကိုဒီဟာပင်လယ်ထဲကိုပြန်လည်ဝင်ရောက်သွားကနောက်ဆုံးမှာတော့စစ်မှန်တဲ့မိချမ်းသားတယောက်ဖြစ်လာခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင် comment မှာ okay လေးပေးပါထပ်တင်ပေးပါမယ်ကျေးဇူးပါ